ဇာသပတိနေမွေသူအလုံးမင်္ဂလာပါ2025မေလ10ရက်ကနေ14ရက်နေ့အတွင်းမှာအပြောင်းလဲတွေရှိတယ်ကြီးမားချက်သစ်တွေအောင်မြင်မယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆင်ပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်အကြီးကဲကျန်းမာရေးချူကြမယ်နေရာပြောင်းရွှေ့ရှိတယ်လမ်းသစ်ထွေပြီးလုပ်ကြတာကြိုးပေးမယ် ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကကိုယ့်အတွက်ကောင်းသောခွင့်ရည်တွေဖြစ်တယ်။ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလိုက်ယူနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ရဲ့နေရာတော့ ကောင်းသောကံနဲ့တိုးတက်ခြင်းနဲ့လွှမ်းမိုးတယ်။ကိုယ့်ရဲ့နေ့မှာရန်အားလုံးကိုကြော်ပြီးအဆင်ပြေမယ်ငွေကြေးလက်လာပါရေးရကောင်းမယ်။ဆယ်ရက်နေ့မှာရန်များမယ်မနာလိုသူပေါ်မယ်အရာရာတိုက်ခတ်များမယ်။ဆယ်တရက်နေ့ကတော့ထူးခြားသောကံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်။အဲ့ဒီကကဆုံလာပြည့်နေတဲ့တိုက်ဆိုင်ပါသာရေးဆိုင်ရာမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများဆောင်ရွက်ပါ။ဆယ်နေ့နေ့မှာ ရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်ဆက်သောရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ဖွင့်မယ်အလိုပြည့်စုံမယ်ဆက်လျက်နေ့မှာရှင်ပြန်မှုမှန်သမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်နေရကိုတော့ကယူဆိုင်ရမယ်အသွာလာနေတိုင်းကယူဆိုင်ရမယ်အရှိရကိုတည်သွားစေနိုင်ဖြစ်တတ်တယ်မနဲ့ခရနိုင်ခွဲနဲ့ကိုးနိုင်တွင် အသွာလာနေတိုင်းကယူဆိုင်ရမှာ ဖြစ်ပါတယ် ကြာသာပတိနေဗုဒ္ဓနေစနေနေမွေသူတွေကောင်းချိုးပေးတယ်။တနေ့ကနေတင်းနေလာမွေသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကိုနဲ့အချိုးပေးတယ်။အစိမ်းရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ပြီးလိုရာကိစ္စများရှေ့တိုးဆောင်ရွက်ရဲ့အစဉ်ပြေမှုကိုကြုံနိုင်ပါတယ်။ဒီကာလအတွင်းအနည်းပါးမှရှိတဲ့ဘုန်းကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။